ုမှစပြီးတော့အစီချဖို့ဝိတ်ချဖို့စ조사နေတဲ့သူတွေဒီလေးချက်ကိုပဲတေချာလေးလိုက်လို့45ရက်အတွင်းတိတာရဲ့ရလက်တစ်ခုရမယ်လို့ကျွန်တော်ရရဲ့အာမခံတယ်ဒါဆိုရင်ဒီလေးချက်ကဘာတွေလဲဆိုတော့ဇက်ကြည့်လိုက်အောင်နံပါတ်1ချက်အခြေခံဖောင်ဒေးရှင်းတစ်ခုကိုတည်ဆောက်ပါကျွန်တော်တို့ဒိုင်ယက်တွေလုပ်မယ်အစာငတ်ခံမယ်ဖာစတင်းတွေလုပ်မယ်လေ့ကျင့်ခန်းတွေပြင်းပြင်းထန်ထန်လုပ်မယ်နေုံခဏနေုံအရင်ဆုံးဒီနှစ်ခုကိုစဉ်းစားကြည့်အတွင်းစီးနဲ့အပြင်စီးအတွင်းစီးကကိုတရက်တရက်ဘာတွေစားနေလဲဒီနေ့ခက်ကအလုံများတဲ့အလုံရှုပ်တဲ့ lifestyle တွေကြောင့် ချက်ပြုတ်စားတော့တာနဲလာတယ်ဝယ်စားတာများတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ဝယ်စားရနေရမှာအစင်းစင်ပြင်ဆင်ချက်ပြုတ်ကြော်လော်ထားတဲ့ဟာတွေကိုမစားဘဲနဲ့ single ingredient food ကိုစားစီခြင်းနဲ့ကက်ထမင်းများထမင်းစားကြတယ်ထမင်းဖြူပဲစားမယ်ထမင်းစီဆန်းတို့ထောဘတ်ထမင်းတို့ဒမ်ပေါက်တို့ဘလဘလဘလအဲ့လိုရောနောရောရှက်ထားတဲ့အစင်းစင်ပြင်ဆင်ထားတဲ့ဟာတွေမစားဘူးဒီလိုပဲ အသားငါးတွေအသေးရွက်တွေဆိုရင်လည်းထိုးနီးလကောင်းမယ်အဲ့လိုမျိုးထက်ကဲထက်ကဲထက်ကဲရတာတွေအရန်ကောင်းအောင်လှုပ်ထားတဲ့အရာကြီးတွေကိုကျွန်တော်တို့မရွေးချယ်ပဲနဲ့ဦးစားပေးပြီးတော့ကျွန်တော်တို့လက်လက်ဆက်ဆက်လေးစားမယ်နောက်ပြီးတော့ကိုယ့်အိမ်မှာစောင်းထားတတ်တယ်အကျော်လော်တွေအချောက်ချမ်းတွေဒါလေးတွေကိုလည်းတုံးသက်ကြည့်ဘယ်ဆိုရှိမှာတော့ဗျာစားပြင်မှာပဲအော်ခေါက်ဆဲချောက်ထုတ်တွေရှိမယ်ဟိုအကျော်လော် snack လေးတွေရှိမယ်ဒါလေးတွေမရှိဘူးဆိုရင်တော့ မစားဖြစ်ဘူးဟိုအရေးကြောင်းစောင်းနာတာတခုနှစ်ခုကကိစ္စမရှိဘူးတချို့ကဖော့ဖော့ရရဖြာနေအောင်ထားထားတယ်အဲ့ကြိုင်တော့တစုတ်တစုတ်နဲ့စားဖြစ်တယ်အဲ့ဒါလေးတွေကိုရှင်းလိုက်အရင်ဆုံးကိုယ့်ရဲ့အတွင်းစီးကိုကိုကတစ်ချက်သုံးသပ်လိုက်နောက်ပြီးတော့ကိုကဒီလူမှုကွန်ရက်စာမျက်နှာပေါ်မှာဒီလိုအစားတောက်နဲ့ပတ်သက်တဲ့ဟာကိုဦးစားပေးဇောင်းပေးတဲ့အရာတွေကိုအရန်ကြီးကိုကလိုက်ပြီးတော့ ကြည့်ရှုနေတယ်အဒါကြီးကိုတကူးတကားကြီးဟိုဟာဖြစ်နေတယ်ဆိုရင်လည်းဒါလေးကိုခဏဖြတ်ထားလိုက်เนาะအသူများစီးပွားရေးကိုသွားပြီးဘလော့ဆရာပါညာမလို့ခဏလေးကိုမမြင်အောင်တခုခုလောက်ထားလိုက်ဒါအတွင်စီဟော့အပြင်စီအပြင်စီနဲ့ပတ်သက်လို့ကျွန်တော်တို့က social animal တွေလူမှုရေးကကင်းလို့မရအောင်မင်္ဂလာဆောင်တွေအလူတွေပွဲလန်းတပယ်တွေရှိတယ်အဲ့ဒါကိုကျွန်တော်တို့ جماعه တို့ဝိတ်ချနေလို့မလာတော့ဘူးဆိုပြီးသွားပြောလို့မကြအောင်ပွဲသွားပြီးတော့အလူမှာသွားပြီးတော့ جماعه ဆားလို့မရဘူးဒါရဲလုံနေလို့သွားပြောလို့မရအောင်ရိုင်းနေအဲ့တော့ကျွန်တော်တို့မဖြစ်မနေသွားမဲ့ ခိုက်တန်တွေရှိအဲ့ဒါကိုသွားမယ်စားတဲ့အခါမှာလေဝင်းနီးလွတ်လေဟိုလိုကြီးမငင်းမဲနဲ့စားလိုက်အဲ့မှာတနက်စားလိုက်ဩတခြားအနက်တွေမှာနည်းနည်းထင်းထင်းသိမ်းသိမ်းလေးဟိုကဖြစ်လိုက်မနက်ပိုင်းများဆွန့်ကျွေးရှိရစားလိုက်နေ့လယ်နဲ့ညနေကိုတော့အသိစိတ်လေးနဲ့ထင်းထင်းသိမ်းသိမ်းလေးကိုကစားလိုက်အဲ့လိုလေးလုပ်လို့ရတယ်နောက်ပြီးတော့တငယ်ချင်းနဲ့လည်းကိုကသွားတယ်ဆွေမျိုးနဲ့လည်းတွားတယ်တမီးစားနဲ့လည်းတွားတယ်လောက်ဖို့ကင်ပန်းနဲ့လည်းတွားတယ်ရှိသမျှဝိုင်းလုံးကိုကဂျိုကာလိုလိုက်ပါနေတယ်ဆိုရင်တော့အဆင်မပြေဘူးမဖြစ်မနေကိုကမငင်းတာတဲ့ကိစ္စကိုတွားလိုက်မယ်ကျန်တာလေးကိုထင်းထင်းသိမ်းသိမ်းလေးရှော်လိုက်မယ်စားတဲ့အခါမှာလည်းဒါ မိပြစ်ဆွေပြစ်စားလိုက်မယ်ဂျန်တဲ့ဟာကိုကထိန်လိုက်အရင်ဆုံးအဲ့ foundation လေးတခုကိုတည်ဆောက်ဖို့လိုတယ် diet တွေလုပ်မယ် exercise လုပ်မယ်ခဏနေရောခဏနေရောကိုယ့်ရဲ့ foundation လေးတခုကိုအတွင်းစီးအပြင်စီးတေချာကြကြနနတတ်မှတ်လိုက်အုပ်မြေလေးတခုကိုတေချာချလိုက်ဒါအလွယ်ကူဆုံးအယိုးရှင်းဆုံးနဲ့မဖြစ်မနေလောက်ရမယ်ပထမအချက်ဖြစ်တယ်ဒါဆိုရင်ကျွန်တော်ဒုတိယအချက်ကိုဇက်ကြည့်လိုက်အောင်နံပါတ်1အချက်က calorie တွက်စားမယ် calorie တွက်တာကတော့ကျွန်တော်တို့ဒီ AI ခက်မှာ AI မှာပဲမိတ်ဆွေရဲ့အသက်အရွယ်အကိုလေးချင်ကိုထည့်ပြီးတော့မေးမေး website တွေမှာကြိုက်တဲ့ website တွေမှာကျွန်တော်တို့ calorie calculator ဆိုပြီးတော့တွက်တွက်ကြိုက်တယ်လို့တွက်လို့ရတယ်ဒါပေမဲ့ okay ရှုပ်ရှုပ်ရှက်ရှက်ဒါအခုမှစာလုံးရင်းစမယ်လို့ဒါတွေတို့တွေနားမလည်ဘူးဟာလာဆိုရင်မိတ်ဆွေပေါင်းနေရတော့ရှိတယ်နည်းနည်းလေးဝါလွန်နေတယ်အဲ့တော့ဘလောက်မှန်းလဲမှန်းတာတော့180 150မှန်းတယ်ကျွန်တော်နားလေတယ်ဒါပေမဲ့ဟို realistic ဖြစ်ဖြစ်လက်တွေ့ကျကျလေးကျွန်တော်တို့စဉ်းစားကြည့်အောင်ကဲပေါင်းနေရဖြစ်နေပြီ180လောက်တော့ထားပါနော်45အတွင်း180တော့မဖြစ်ဘူးဆိုပေမဲ့ဒါဖြစ်နိုင်တဲ့ဟာလေ180ကဲပေါင်း180လောက်ငါတို့ကြာနေတယ်ဆိုရင်အဲ့180ကို ကျွန်တော်တို့က10နဲ့မြောက်လို့ရတယ်7နဲ့မြောက်လို့ရတယ်ကိန်းပြေလေးရအောင်လွယ်လွယ်ကူကူပဲကဲ10နဲ့မြောက်လိုက်ပြီ1800ကယ်လိုရီ1800ဖြစ်သွားပြီဒါဆိုရင်မိတ်ဆွေတို့တစ်နေ့ကိုကယ်လိုရီ1800လောက်စားမယ်ဆိုရင်ဒါအဆင်ပြေတယ်နောက်ပြီးတော့စားတဲ့အခါမှာဒီအနက်တိုင်းအနက်တိုင်းကိုကျွန်တော်တို့ဂစီတက်အသားတက်အစီဒါတွေမျှတအောင်စားဖို့လိုအပ်တယ်။ဟွန်းဒါလေးတွေကလည်းနေတော့ခေါင်းရှုပ်ဆရာလေးတွေဖြစ်တယ်။အသေးစိတ်တွေတော့ကျွန်တော်ဒီဗီဒီယိုမှာလင့်ချပေးထားတယ်။အမှဆက်ပြီးတော့လေ့လာလို့ရတယ်။ကဲထားအောင်တော့ကဲကယ်လိုရီတွက်တာတော့ဟုတ်ပြီ။ပြောသလောက် လွယ်တယ်လောက်ရတာခက်တယ်ဒါဆိုရင်ကျွန်တော်တို့နောက်တနည်းဘယ်လိုလုပ်လို့ရလဲဆိုတော့စားတဲ့အနက်တိုင်းအနက်တိုင်းကိုကျွန်တော်တို့က balance diet hand portion လေးနဲ့ကျွန်တော်တို့လက်လေးနဲ့တိုင်လို့ရတယ်ဟာဘယ်လိုလေးလဲဆိုရင်ကျွန်တော်တို့ကထားပါတော့စားတဲ့အနက်တိုင်းအနက်တိုင်းပကံတစ်ချက်ရှိတယ်အဲ့ပကံတစ်ချက်မှာကျွန်တော်တို့အဓိကစားတဲ့စံချုံပြောင်းပဲအလူအဓိကဗျာကဲထမင်းတို့ခောက်ဆွဲတို့ကြာစံတို့တို့တွေအဓိကစားကြတယ်အဲ့တော့လက်ခုပ်လေးရှိတယ်ကိုယ်လက်ခုပ်လေးတစ်ခုပ်စားထမင်းခောက်ဆဲကြာစဲအဲ့လိုဟာလေးကိုကိုလက်ခုပ်လေးတစ်ခုပ်စားစားမယ်ဗျာဟောအသားအသားငါးတွေကိုကျွန်တော်လက်ဖွာတစ်ဖွာစားစားမယ် ကိုကနည်းနည်းငွေကြေးအဆင်ပြေတယ်ဆိုတော့လက်ဖွားနှစ်ဖွားစားလောက်စားလိုက်ကြတာပေါ့ဟုတ်နောက်ပြီးတော့ကျွန်တော်တို့အသီးရွက်တွေအဓိကတော့အရွက်တွေပေါ့ veggie ပေါ့အဲ့ကောင်တွေကိုတော့လက်သီးလုံးနှလုံးစားစားမယ်ကျွန်တော်ပြန်ပြောမယ်ထမင်းမဲထားပါတော့ထမင်းကိုလက်ခုပ်တစ်ခုပ်စားစားမယ်အသားတွေကိုလက်ဖွားတစ်ဖွားစားစားမယ်ငွေကြေးပြေလည်ရင်နှစ်ဖွားစားစားလို့ရတယ်အရွက်တွေကိုကျွန်တော်တို့လက်သီးလုံးနှလုံးစားစားမယ်ကိုယ့်စားတဲ့အနှစ်တိုင်းအနှစ်တိုင်းမှာပကံလေးမှာအဲ့လိုလေးမြင်အောင်ကြည့်ပြီးတော့ balance diet လေးအဲ့လိုစားလို့ရတယ် နံပါတ်2အနေနဲ့ကကျွန်တော်တို့ကယ်လိုရီတွက်စားဖို့လိုတယ်။အယိုးချင်းဆုံးကယ်လိုရီတွက်နည်းကျွန်တော်ပြထားတယ်။လက်တွေ့တွက်စားတဲ့နေရာမှာကျွန်တော်တို့အစားအသောက်တစ်ခုချင်းကို grand chain ပြီးစားရတာရှိတယ်။နည်းနည်းလက်ဝင်တာရှိတယ်။နည်းနည်းလေးအလုပ်လျှောက်တယ်ဆိုရင်ခုနကပြောသလို hand washing လေးနဲ့ကျွန်တော်တို့လက်ကလေးနဲ့မှန်းပြီးတော့တိုင်းထွာပြီးတော့စားလို့ရတယ်။ဒါကနံပါတ်2အချက်။ဒါဆိုရင်ကျွန်တော်တို့နံပါတ်3အချက်ကိုဆက်သွားလိုက်အောင်။နံပါတ်3ချက်လေ့ကျင့်ခန်းလုပ်ပါ။အိုးလေ့ကျင့်ခန်းရတော့ကွာမင်းဘာပြောကောင်းမလဲ။ငါတို့ကသူ့ထက်ငါလူရက်ကအတကုံလုပ်တာ trade များကြီးထွက်အောင်လုပ်တယ်ကယ်လိုရီတွေအများကြီးလောင်ကျွမ်းအောင်လုပ်တယ်လေ့ကျင့်ခန်းလုပ်လို့လို့ငါနောက်နေ့ထထောင်ထနိုင်ကွာရိုက်ထားသလိုပဲဒါမှမဟုတ်ငါဇွဲမလျှော့ပါဘူးလုပ်တယ်ဆိုပြီးတော့ပြောကြတယ်တချို့တွေကလည်းတွေ့ဘူးကြလည်းဆိုတော့လေ့ကျင့်ခန်းကတော့အဲ့လိုမလုပ်စေချင်ဘူးအခုကျွန်တော်ပြောနေတဲ့သူတွေကအခုမှစလုံးရင်စမဲ့သူတွေကျွန်တော်တို့အဲ့လိုကြီးသွားလို့ရင်ထရမာရသွားမယ်ငုံတီးသွားမယ်ညုံရှာဆက်ဆုပ်သွားမယ်အဲ့တော့ကျွန်တော်တို့ပျော်တာလုပ်ကြအောင်အတီးပြောနေတာမြောက်ပေးနေတာမဟုတ်ဘူးပျော်တာလုပ်မယ်ကဲမင်းစီစက်ဘိုင်းနေတာကြိုက်လားကနင်းမြာ ကာရာခုံတာခြိုက်လားကာရာခုံတာလှုပ်ပြဒါမှမဟုတ်ပြေးတာလွားတာခြိုက်လားပြေးပြကိုနှစ်သက်တဲ့အားကစားတစ်ခုခုလှုပ်ရှားမှုတစ်ခုခုလှုပ်ကျွန်တော်တို့ကအစားအသောက်တွေမှားခဲ့တယ်လှုပ်ရှားမှုတွေနည်းခဲ့တယ်အထိုင်တွေများခဲ့တယ်ဒီအတွက်ကြောင့်ကျွန်တော်တို့ဒါနည်းနည်းလေးဝလာတယ်အဲ့တော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးလှုပ်လှုပ်ရှားရှားအားကစားတစ်ခုခုကိုပျော်ရွှင်တဲ့အရာလေးတစ်ခုခုလှုပ်မယ်ဆိုရင်အဆင်ပြေတယ်ဒါကအစားလုံးရင်စ Okay ဒါပေမဲ့ ်နောက်တစ်ဆင့်ထပ်ပြီးတွေးမယ်ဆိုရင်ကျွန်တော်တို့ကပေါင်ချိန်ဆက်ပေါ်မှာဝေးကြခြင်းကိုတတ်တတ်မဟုတ်ဘူးကျွန်တော်တို့တက်လုံလေးတွေကောင်းခြင်းနဲ့ကျွန်တော်တို့ခန္ဓာကိုယ်ချစ်ချစ်လေးလေးတင်းတင်းရင်းရင်းလေးနဲ့ဖြစ်ခြင်းနဲ့ကျွန်တော်တို့ခဏခဏဝေးချနေတဲ့တန်တရားလုကင်းခြင်းနဲ့ဆိုရင်ကြွက်သားတိစားဖို့လိုတယ်ဒါကျွန်တော်အပါဝင် trainer ပေါင်းများစွာလည်းပြောနေပြီးသားကျွန်တော်ဗီဒီယို share နဲ့လည်းအများကြီးပြောပြီးသားလူရင်းကိုပြောရမယ်ဆိုရင်ကျွန်တော်တို့ကဲမိတ်ဆွေတို့ပြောတာလေးလေးလုပ်တယ်ဟေးလုပ်တင်တာလေးလုပ်ကြရတာပေါ့နော်အဲ့ဒါဆိုရင်တစ်ဘက်ကို3ရက်လောက်တော့ကျွန်တော်တို့ကကိုယ့်ရဲ့ body weight လေးနဲ့ကစားရတာလေးဖြစ်ဖြစ် ကြွက်သားတိဆောက်တဲ့ဟာလေးကိုဦးစားပေးပြီးကစားရတာဖြစ်ဖြစ်ဟောဂျင်းယုံမှာသွားပြီးအလေးရင်နဲ့ကစားရတာဖြစ်ဖြစ်ဒါလေးကိုလည်းတပတ်၃ရက်လောက်ထည့်သွင်းလုပ်မယ်ဆိုရင်တော့ပို့ပြီးတော့ပြေစုံကောင်းမွန်မှာဖြစ်တယ်ဒါနံပါတ်၃ချက်ဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့နံပါတ်၄ချက်ကိုဇက်ကြည့်လိုက်အောင်နောက်ဆုံးချက်နံပါတ်၄ချက်တက်ကြွလှုပ်ရှားသော life sign တစ်ခုကိုဖန်တီးပါကဲကျွန်တော်တို့ရှေ့မှာ diet တွေလည်းလုပ်တယ်လေ့ကျင့်ခန်းတွေလည်းလုပ်တယ်မပြေစုံသေးဘူးလားဆိုရင်အပြည့်စုံသေးဘူးကျွန်တော်ဟုတ်တယ် diet တွေလုပ်တယ်လေ့ကျင့်ခန်းလုပ်တယ်ဒါအဓိကကြရတယ်ဒါပေမဲ့စဉ်းစားကြည့် diet တွေလုပ်တယ် စားသုံးတဲ့ကိုတရားထိန်းစားရတယ်။ Okay ။လေ့ကျင့်ငန်းလုပ်တယ်။ဘယ်လောက်လုပ်မလဲဗျာ။ကျွန်တော်တို့ခုမှစာလုံးရင်းစမယ့်ပုံကိုလွန်ဆုံး1နာရီ45မိနစ်ပေါ့။ကြံတဲ့အချိန်တွေမှာအဲ့ချိန်ကိုဖယ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကထပ်ပြီးတော့ဒိုင်းနေတယ်၊လဲနေတယ်ခွန်အားဒီနားလေးသွားရင်ဓာလီကားလေးစီးလိုက်ရမှစပိန်လေးနဲ့သွားလိုက်တယ်ဒါမှမဟုတ်ကားလေးနဲ့သွားလိုက်တယ်အဲ့လိုနီးနီးနားနားဗျာသွားမယ်ဆိုရင်တော့မှကျွန်တော်တို့ကလှုပ်လှုပ်ရှားရှားမလှုပ်ချင်ကြဘူး နည်းနည်းလေးခန္ဓာကိုယ်ကြီးရလေးနေတယ်။အဲ့တော့တနေ့တာလှုပ်ရှားသွားလာမှုတတ်နိုင်တယ်လောက်များအောင်လုပ်မယ်။ဒါကကျွန်တော်တို့ကစကားဖြင့်ပြောတာလွယ်တယ်။ theory တွေအရပြောတာလွယ်တယ်။ NAD ပေါ့နော်။ Non exercise activity တာမှာ genetic ပေါ့။ထားပါတော့။ဒါပေမဲ့လက်တွေ့မှာထိုင်နေရတာများတယ်။အလုပ်ချိန်လေးရှိတယ်။ကျွန်တော်တို့ဒါသွားရေးလာရေး transportation မှာလည်းဒါ line ကားပေါ်မှာဖြစ်ဖြစ်ကိုကားကုန်ပေါ်မှာဖြစ်ဖြစ်ထိုင်နေရတာများတယ်။အဲ့တော့ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ။ active lifestyle ဘယ်လိုလုပ်ကြမလဲပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်တို့တနေ့ဟိုဗျာမိတ်ဆွေ minute 20လောက်တော့အချိန်ပေးနိုင်တာ။ မိနစ်20လောက်တော့လမ်းလျှောက်ကြည့်လိုက်ခြေလမ်းတစ်တောင်းလျှောက်တယ်ပဲထောင်းဒါမှမဟုတ်မိနစ်20လောက်လျှောက်တယ်ပဲထောင်းအဲ့ဒါလေးကိုထည့်လိုက်မယ်ဆိုရင်မိတ်ဆွေရဲ့တက်ကြွလှုပ်ရှားတဲ့ lifestyle လုံးဝမယ်ဆိုတာကိစ္စအပြီးမြောက်တယ်မိနစ်20လောက်တော့မိတ်ဆွေလမ်းလျှောက်ဖို့မအားဘူးဆိုတော့မဖြစ်နိုင်ပါဘူးနော်အဲ့တော့မိနစ်20လောက်လမ်းလျှောက်တိတိကျပြောရင်တော့ခြေလမ်း၈တောင်းတောင်းလောက်လျှောက်မယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ကဲဒါလေးကတော့မိတ်ဆွေတို့စာလုံးရင်စမယ်အခုမှစပြီးတော့ဝိတ်ချမယ်စီချမယ်ဆိုရင်ဒီလေးချက်ကလေးကိုအေးအေးဆေးဆေးတက်ချက်ချင်းဖိဖိစီစီလေးလုပ်မယ်ဆိုရင် 45ရဲ့မှာတိတိတတမိတ်ဆွေပြောင်းလဲလာမှာဖြစ်တယ်။ Okay ဒီထက်ပိုပြီးတော့မိတ်ဆွေကဒီအချိန်45ရက်ကို commitment အပြည့်နဲ့အချားလေးလှုပ်ချင်တယ်။ခုနကပြောတဲ့တနေ့ကို9 calorie ဘလောက်စားရမလဲအတိအကျသိချင်တယ်။အဲ့လိုမျိုး gram ချိန်စားပြီးတော့စားတော့တစ်ခုတိုင်းတစ်ခုတိုင်းပဲ calorie ဘလောက်ပါလဲအတိအကျသိချင်တယ်။လုံနေတာတွေကမှန်သလားမှားသလားပြန်လဲစစ်ဆေးပေးတာလိုချင်တယ်။လေ့ကျင့်ခန်းဆိုလေအိုးထွေထွေထူးထူးရှုပ်ရှုပ်ချက်ချက်တိတ်နားမလဲဦးကြီး။ဘယ်နေ့ပါလောက်ရမလဲတိတိကျကျလေးလိုချင်တယ်။နောက်ပြီးတော့ ဂျင်သွားဖို့ကလည်းအချိန်မရှိဘူး။ချိန်ကာလအတိုင်းအတာတစ်ခုအခက်အခဲရှိတယ်။အားတဲ့ချိန်မှာကိုအားတဲ့ချိန်မှာပဲကိုလှုပ်ချင်တယ်။အိမ်မှာလည်းဘာမှပစ္စည်းတွေအလေးတုံးတွေမရှိဘူးဆိုရင်အခုလာမဲ့၁၀ရက်နေမှာဖွင့်မယ်။အိမ်မှာနေရင်စီချမယ်ဆိုတဲ့သင်တန်းလေးရှိတယ်။ဒီသင်တန်းလေးက group class ဆိုပေမဲ့ဝိုင်းကြီးကြုံမဟုတ်ဘူး။နေ့စဉ်မနက်၆နာရီထိုးတာနဲ့မိတ်ဆွေတို့လောက်ရမယ့်လေ့ကျင့်ခန်းလေးတွေကိုတင်ပေးမှာဖြစ်တယ်။ကျွန်တော်ကိုယ်တိုင်ရိုက်ကူးထားတဲ့ကြည်လင်ပြတ်သားတဲ့ဗီဒီယိုလေးတွေလေ့ကျင့်ခန်းဗီဒီယိုလေးတွေဖြစ်တယ်။ အဆင့်လိုက်အဆင့်လိုက်သွားမယ်။နောက်ပြီးတော့မိတ်ဆွေတို့နေစဉ်စားတဲ့အစားအသောက်လေးတွေကိုလည်းဒါမစားနဲ့ဒါစားဆိုတဲ့ဘာကြောင့်ဘလို့ဘလို့ဘလို့ဆိုတာလေးကိုပြန်ပြီးစစ်ဆေးပေးတဲ့ပုံစံလေးနဲ့သွားမှာဖြစ်တယ်။အကောင်းဆုံးတင်နိုင်ရင်အာသာချက်တစ်ခုကတပတ်တစ်ခါကျွန်တော်နဲ့ Zoom meeting မှာအပြန်လန်ဆွေးနွေးပြီးတော့သင်ခန်းစာတွေကိုသင်ကြားပေးမယ့်အစီအစဉ်လေးလည်းပါမယ်။ဘလောက်ထိအာမခံနိုင်လဲဆိုရင်တပတ်တွင်စိတ်ကျဉ်းနှံ့မှုမရှိရင်တင်နှဲချင်းနှစ်သိန်းအကုန်ပြန်အမ်းပေးလိုက်မယ်အဲ့လောက်ထိကျွန်တော်အာမခံတယ်ဒီတင်နှဲကအခုမှစဖွင့်တာမဟုတ်ဘူး ဘက်စတန်ရောက်လာပြီးရှေ့မှာတက်ခဲ့တဲ့သူတွေကောင်းကြီးမကောင်းကြီးရတော့အများကြီးပြောမနေတော့ဘူးသူတို့ရဲ့ review လေးတွေဖတ်ကြည့်မိတ်ဆွေစုံစမ်းကြည့်တင်းတဲ့အသေးစိတ်အတိအကျထပ်သိခြင်းလဲဆိုရင်တော့ဒီဗီဒီယိုအောက်မှာအိမ်မနေစီချမယ်ဆိုရယ် comment ချောင်းမှာရေးသွားပေးပါကျွန်တော်ရဲ့အဖွဲသားတွေကမိတ်ဆွေကိုလာပြီးတော့အသေးစိတ်ရှင်းပြပေးပါလိမ့်မယ် messenger နဲ့ direct လာစုံစမ်းလို့လည်းရပါတယ်